အလိုဝေးမင်္ဂလာပါဒီနေ့ကတော့ March 18ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထေကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့မာလာရုံဆိုင်ရနေပြီးတော့နော်နေပြီးတော့စေယုံချုပ်ရှိတဲ့နေရာနော်စေယုံချုပ်ရှိတဲ့နေရာအဲ့ဒီမှာစစ်အာဏာရှင်တွေရဲ့ဒီအဆက်ဆက်မှာဆိုလို့ရှိရင်တကိတ်အရာရှိတွေစစ်အရာရှိဟောင်းနေနေတဲ့နေရာတွေဖြစ်တဲ့6အင်တန်းတို့ပါလို့ဆိုတာတော်တော်နာမည်ကြီးတယ်အဲ့ဒီနေပြည်တော်ဟာတကိတ်အခိုင်အမာအဲ့ဒီမှာ န်တက်ကိုဆင်နေတယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်เนาะအဲ့ဒီစေယုံချုပ်ရှိတဲ့နေရာကိုเนาะအတိကတောင်းဝယူထားတာကစကခ6စကခ6ကနေပြီးတော့အတိကတောင်းဝယူတော့အဲ့ဒါကိုဒီလုံချုံရဲ့ကိုယူရတယ်အဲ့ဒီနေပြီးတော့ကိုเนาะနေပြီးတော့ကိုစကခ6ဆိုတော့အဲ့ဒီမှာနေပြီးတော့ဒီတကက်ခန်တက်တွေအကြည့်ကြည့်လုပ်နေတယ်เนาะတက်လှန်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်လန်နေကြီးတွေတက်ဆင်းတယ်အဲ့ဒီမှာတကက်နေရာ point နေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ sniper တွေเนาะအများကြီးသူတို့ လုတ်ထားတဲ့အတိတ်ပဲတော့ခံစစ်ကိုနေပြီးတော့ခက်ခိုင်မှလုတ်ထားတဲ့တန်ထန်ထားတဲ့အတိတ်ပြတော့သူတို့ဘက်မှာရောက်တော့မယ်ဆိုတဲ့တည်င်းတွေကြားရဖြစ်နေမယ်เนาะအဲ့လိုတန်ထန်ထားပြီဆိုလို့ရှိရင်တော့အတိတ်ပြတော့သူတို့က ready เนาะဟိုဘက်ကဝင်လာလို့ရှိရင်တော့အဲ့ဒီမှာခံစစ်မှာချစ်ချစ်ဆင်နွေးဖို့အတွက်သူတို့ကတန်ထန်ထားပြီးရဲ့အေးပေါ်တန်ထန်ထားတယ်เนาะတန်ထန်ထားတယ်အတိတ်ပြတော့ဒီနေ့ပြတော့ကလေးနင်းနေချင်းချောက်မှုတွေရှိလာတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ AI ရဲ့ထုတ်စစ်ကဒီဘက်မှာ AI ဒီတိုင်းဘက်မှာဝင်တယ်လို့မင်းကပကိုးလို့ပါလို့ဆိုရင်ညောင်တို့တို့ကြာသွားပြီဆိုလို့ရှိရင်အဲ့ဒီမှာကပ်ပတ်စားတဲ့အများရှိတယ်ဒီကပ်ပတ်စား တွေကဒီစက်ပစ္စည်းတွေလက်နေပစ္စည်းတွေထုတ်လုပ်တဲ့နေရာတွေဖြစ်တဲ့ခါကျတော့အဲ့ဒါကိုတင်လို့ရလို့ကတော့စက္ကစတတော်ကိုအင်အားချိနေသွားမယ်ဆိုတော့အဲ့ဒါကိုအပူတပြင်းပဲဒီဖက်ကလည်းအေးအေးဖက်ကလည်းအကြီးကြီးဝင်နေတယ်အဲ့ဒီမှာเนาะအကြီးကြီးဝင်နေတယ်ဆိုတော့အခုကတော့ capacitor 6နဲ့ကတော့เนาะအဲ့ဒီပါစစ်တမိုင်ပဲကွာတော့တယ်နော်စစ်တမိုင်ပဲကွာတော့တယ်မရှိတော့အဲ့ဒီပြတော့သူတို့ရဲ့ခံစည်းရိုးတွေအရဆိုလို့ရှိရင်တစ်ခုပြီးတစ်ခုဂျိုးနေတာကိုတွေ့ရတယ်ဆိုတော့နေပြတော့ကိုမကြခင် ဒီ2025ကတော့ရောက်လို့နေပါတော့ရှိမှထင်တယ်နော်တော်တော်ကိုထိုးပေါက်တယ်ဒီဖက်ကဒေါ်လာရောက်ဖွဲ့တယ်တော်တော်ကိုထိုးပေါက်တယ်လေသူတို့ကလည်းအဲ့ဒီမှာတိုင်းမြင်နေပြီးတော့ဒီနှစ်အကုန်နောက်နှစ်ဆန်းမှာဆိုလို့ရှိရင်ရုပ်ောက်ပွဲလုပ်ပြီးတော့သူလည်းထွက်မယ်အဲ့ဒီကတော့အဲ့ဒီကနေပြီးတော့အဲ့ဒီနိုင်တဲ့လူကပေးလိုက်ပြီအဲ့လိုမျိုးပုံစံအဲ့ဒီကတော့သူကောင်းရှောင်သွားတော့မယ်နော်ကောင်းရှောင်သွားတော့မယ်အဲ့လိုမျိုးဟာကိုသူတို့ရုပ်ောက်ပွဲကလည်းအကြီးကြီးနော်အတိအကျကြီးညာထားပြီးသားဖြစ်တယ်ဒီနှစ်ကုန်တော့မဟုတ်နောက်နှစ်ဆန်းနော်နောက်နှစ်ဆန်းမှာသူတို့လုပ်မယ်ဆိုတော့ဒီဖက်ကလည်းဖြတ်မယ်ဟိုဖက်ကလည်းလုပ်မယ်သူကလည်းအဲ့ဒီရုပ်ောက်ပွဲလုပ်ပြီးတာနဲ့နိုင်တဲ့လူကို ပေးလိုက်မယ်သူကတော့ကောင်းချောင်သွားမယ်နော်ကောင်းချောင်သွားမယ်အဲ့ဒီကတော့သူကတော့ဒီကကွေးဝင်ချုပ်နေရမှာပဲနေတော့မယ်နော်ထွက်တယ်ဆိုတာတော့မဟုတ်ဘူးနော်အဲ့ဒီ25ရာခိုင်နှုန်းကတော့ပဲတော့မှသူတို့မဖြုတ်ဘူးနော်သူတို့ကကွေးထားတဲ့ဥပဒေနဲ့ထောင်ရှိရလိုက်ပဲတော့မှမဖြတ်ဘူး25ရာခိုင်နှုန်းလွတ်တော်မှာလည်းပဲတော့မှမဖြတ်ဘူးဘာဖြစ်လို့အတားတွေကသူတို့ကကွေးထားတဲ့ဟာပဲဖြစ်တယ်ဆိုတဲ့အခါကျတော့နော်အဲ့လိုမျိုးအမြင်တမ်းတော့သူတို့ကတော့လုံနေအောင်မှာပဲနော်ဘလို့ထွက်မလဲဘလို့ဒီနေပြတော့ခုနကခန်းစစ်ကြည့်ကြည့်ထားတဲ့စကခါ6ကိုဘလို့ ဖြိုခွင်းမယ်ဆိုတဲ့ဟာတော့2025မှာကျွန်တော်တို့တွေ့လာရပြီလိမ့်မယ်လို့ကျွန်တော်တို့ခံမှန်တယ်ဆိုတော့အခုချိန်ကနေစပြီးတော့စက္ကခ6ဟာဆိုလို့ရှိရင်တန်တန်ထားပြီဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့မှာဖြစ်တယ်ဝက်တိုက်အွန်လိုင်းမှာဆိုလို့ရှိရင်ကြီးရော်တွေကိုနေပြီးတော့ပေါ်တာဆွဲတယ်နော်ပေါ်တာဆွဲတဲ့အဲ့ဒီမှာကလေးအယောက်ပေါင်းလူငယ်အယောက်ပေါင်းလေးစင်နဲ့ရှုပ်ပါသွားတယ်နောက်တစ်ခုကကပတ်ဆာ7နှစ်ကနေပြီးတော့ဘူချီထက်ငင်းချမ်းလွင်ဆိုတဲ့လူကနေပြီးတော့အစမထန်းကြီးဆိုပြီးမှအဲ့ဒီမှာ ဘိန်းတရားနဲ့20တောင်းနဲ့တရားကိုနော်တရားကို120တောင်းနဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့တတိမီဒီယာမှာတွေ့ရတယ်ဆိုတော့စက္ကဆိုင်ရဲ့အောက်ဖက်ကလူတွေကတော့တော်တော်ကိုသူတို့ခေတ်တော်တော်ကောင်းသွားတယ်နော်ကောင်းသွားတယ်ဒီစစ်မှုထဥပဒေနဲ့သူတို့တော်တော်ကိုနော်စစ်ဖို့ဖြစ်သွားတယ်အဲ့ကျွန်တော်ဒီဘက်ကဒီကဲမြေပြင်မှာရှိတဲ့ကျွန်တော်တငယ်ချင်းတွေနဲ့အဆက်တွေရတယ်နော်သူတို့အာအရင်တော့ကဘာမှမရှိတဲ့အုပ်ကြီးတွေဆိုလို့ရှိရင်ခိုးကတော့တိုက်တွေနဲ့ဒါတွေနဲ့ကားတွေနဲ့ချက်ချင်းနစ်ချင်းချင်းဖြစ်သွားကြတာပဲလေနော်ဆိုတော့ တကယ်ကိုဖြစ်တာဒီဟာကဒီဟာတွေကတကယ်တည်အမားတွေမဟုတ်ဘူးတကယ်မြေပြင်မှာဖြစ်နေတာเนาะဆိုတော့အုတ်ကြီးတွေတော်တော်ကိုချမ်းသာသွားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဒီနေ့ခက်ပြက်မှာဒီလောက်ငွေရှာလို့တော့ခက်တဲ့ခက်မှာဆိုလို့ရှိရင်အုတ်ကြီးတွေသူတို့ရဲ့လက်အောက်ငယ်သားတွေကတော်တော်ကိုပတ်စံရှာလို့ကောင်းသွားတယ် နော်အဲ့လိုမျိုးအခြေအနေမျိုးတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက ARD လင်းမျက်နှာမှာဆိုလို့ရှိရင်တော့ဒီနေပါပေါ့လင်းမျက်နှာမြို့နေမှာဆိုလို့ရှိရင်အဲ့ဒီမှာစစ်ဆောင်တွေ AA ရဲ့စစ်ဆောင်တွေရောက်တယ်ရောက်တဲ့ခါကျတော့ AA နဲ့ပတ်သက်တဲ့ဆက်နွယ်မှုတွေရှိတယ်ဆိုပြီးမှအဲ့ဒီမှာဒီစစ်ဆောင်တွေကိုနေပြီးတော့အကြီးအကြီးလိုက်ဖမ်းနေတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့ဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်အတိတ်ပြတော့ AA ဆိုလို့ရှိရင်တော့ရခိုင်ဆိုလို့ရှိရင်တော့ကတော့ AA ပဲအဲ့လိုမျိုးသတ်မှတ်ထားတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်တော်တော်ကိုလက်လံဖမ်းဆီးနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကကျွန်တော်တို့ ARD တိုင်းလေးမျက် နာမျိုးနေမှာဖြစ်တယ်နော်လင်းမျက်နာမျိုးနေမှာကြီးကြီးအေးအေးတွေရဲ့ဒီစိတ်ဆောင်တွေကိုနေပြီးတော့ဖမ်းနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်သူတို့ရဲ့စိတ်ထဲမှာတော့ဒီစိတ်ဆောင်တွေထင်းမှာအေးတွေကအယောင်ဆောင်ပြီးတော့နော်အဲ့ဒီမှာစိတ်ဆောင်ပုံစံမျိုးနဲ့အများကြီးအေးအော်ဒီတန့်ကိုဝင်လာတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ရန်ကုန်မှာလည်းဒီလိုပဲရန်ကုန်မှာရောက်တဲ့ကျွန်တော်တို့စိတ်ဆောင်တွေကိုလည်းဒီလိုပဲနော်အေးနဲ့ဆက်ဆက်တဲ့လူတွေဖြစ်တဲ့အေးတွေအရဆိုလို့ရှိရင်ရန်ကုန်တိုင်းမှာရန်ကုန်မြို့မှာဆိုလို့ရှိရင်စီးဝင်နေတဲ့စသည်ဖြင့်တန်တရားနဲ့တော်တော်ကိုဖမ်းတာ စီးတာကျွန်တော်တို့တွေ့ရတယ်เนาะရန်ကုန်မှာလည်းကျွန်တော်ခေါ်တော့ AR တိုင်း AR တိုင်းကတော့ဒီရခိုင်နဲ့အဆက်တွေဆိုတော့เนาะအဲ့ဒီမှာဝင်လို့ကောင်းတယ်ငကိုကလေးကလည်းအဲ့ဒီမှာเนาะရခိုင်လိုမျိုးတွေအများကြီးရှိတယ်เนาะအများကြီးရှိတယ်ဆိုတော့အဲ့ဒီဘက်မှာ six shot တွေသွားကြတယ်အဲ့ဒါကိုဖမ်းစီးတာအခုကเนาะအေးနဲ့ဆက်ဆက်ပါတယ်ဆိုတော့တန်တရားနဲ့ကိုဖမ်းစီးတာဆိုတော့ အဲ့လိုမျိုးတကင်းကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကချင်းပြင်းနေနော်ဖလမ်းမှလည်းတိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်တိုက်ပွဲတွေဘလောက်ထိကြီးကြီးဖြစ်လဲဆိုလို့ရှိရင်စကားစကားအဲ့ဒီဖလမ်းမြုပ်ကိုမချဖို့အတွက်ဒီခဏရခဏရအတွက်မှာအချိန်ပေါင်း400ဖြစ်တယ်လေနော်400ဖြစ်တယ်ဆိုတော့တရက်ကိုဘလောက်ထိဖြစ်လဲဆိုလို့ရှိရင်150လောက်ဖြစ်တယ်လေနော်150လောက်အချိန်150လောက်ကိုပြည့်ပြည့်တယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ဒီ CNDF ကနေပြီးတော့ထုတ်ပြန်တော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ရေနဲ့ပူပေါင်းအဖွဲ့တွေက AOD တိုင်းမှာဆိုလို့ရှိရင်ထိုးစစ်ဆင်တယ် ဖြစ်စေဆင်းတဲ့ခါကျတော့အဲ့ဒီရေချီမျိုးနဲ့အတိုင်းချောင်းမျိုးမှာရှိတဲ့အမြောက်တက်ရှိတယ်အဲ့ဒီအမြောက်တက်က3လေးလေးနော်အဲ့ဒီ3လေးလေးနဲ့နီးကပ်လာပြီးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအမြောက်တက်ဟာဆိုလို့ချင်းအကြီးအကျယ်ခံစစ်တွေလုပ်နေတယ်အဲ့ဒီမှာတူးမြောင်းတွေတူးနေတယ်တူးမြောင်းတွေတူးတဲ့ခါကျတော့ဖီသူလူထုတွေကိုနေပြီးတော့အဲ့ဒီမှာသူတို့ပေါ်တာဆွဲတယ်နော်ပေါ်တာဆွဲတယ်ရွာကလူတွေကိုနေပြီးတော့ခေါ်တယ်နော်အဲ့ဒီမှာလော့အပ်ပစ်ခေါ်တယ်အဲ့ဒါကမိတ်တလင်းဒီယေခုံရေတိုစင်တီတီတာကုန်း ဲ့ဒီရွာကလူတွေကိုနေပြီးတော့အဲ့ဒီမှာမြေတွေပါတယ်မြောင်းတွေတူဖို့အတွက်လော်အပ်ပေးတယ်ခေါ်ပြီးတော့ဒီခန်းစေးတွေကိုနေပြီးတော့ခက်ခက်မမအဲ့ဒီမှာလုတ်ထားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အတိတ်ကတော့ ARD တိုင်းကတိုင်းချောင်းမှာရှိတဲ့အမြောက်တက်သုံးလေးလေးဟာဆိုလို့ရှိရင်မျက်ခုံထုတ်နေတယ်ဆိုတဲ့ဟာကိုတော့ဒီတည်င်းရကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ AR ထိုးစရာဆိုလို့ရှိရင်တော်တော်ကိုအရှင်ပြင်းလာတယ်ဒီဖက်မှာပုဂိုးတိုင်းမှာဝင်တယ်လို့ ARD တိုင်းဝင်တယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့မကွေးတိုင်းကိုလည်းဝင်တယ် ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကရခိုင်ပြည်မှာလည်းတိုက်နေတော့မယ်เนาะအဲ့ဒီမှာကြောက်ဖြူတို့စစ်တွေတို့ဆိုတာအဲ့ဒီမှာဝင်တိုက်နေတယ်မှန်အောင်တော့ကျွန်တော်တို့နည်းနည်းလေးတင်းထွက်တာနောက်ကျနေသေးတယ်အဲ့ဒီပြတော့ခြံလက်ထားသေးတယ်အဲ့ဒီဟာကိုဟပေးထားသေးတယ်เนาะဆိုတော့အတိုင်းပဲကျွန်တော်တို့ AI ဆိုလို့ရှိရင်ထိုးစစ်တွေကတနိုင်ငံလုံးပုံစံမျိုးတွေ့ရတယ်ချင်းပြည်မှာဆိုလို့ရှိရင်ကျွန်တော်တို့ချင်းညောင်ဆိုတာရှိတယ်เนาะချင်းညောင်နဲ့ကျွန်တော်တို့ AI နဲ့ဆိုလို့ရှိရင် ပူပေါင်းတက်တယ်ဖြစ်တယ်ဆိုတော့ဒီဖက်မှာလည်းမကွေးတိုက်မဝင်လေးဟာဒီ ARD တိုင်းတော့မကွေးတိုက်မှာလည်းအဲ့ဒီမှာချင်းညီနောင်တွေပါတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ချင်းလက်နက်ကင်တွေအဲ့ဒီမှာချင်း PDF တွေပေါင်းတက်ခိုက်မှုတွေရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကစကန်တန်ကတာမှာဆိုလို့ရှိရင်တော့ Indo နော် Indo မှာဆိုလို့ရှိရင်ဒီစစ်ကူလာပို့တယ်အဲ့ဒီစစ်ကူလာပို့တဲ့တမက9999တမကနေပြီးတော့အဲ့ဒီမှာ Indo မှာလာပြီးတော့သူစစ်ကူပေးတယ်နော်စစ်ကူပေးတဲ့ခါကျတော့ဒီဖက်ကနေပြီးတော့ဂျာဖြတ်ပြီးတော့တိုက်တာအဲ့ဒီမှာ KIA နဲ့ပူပေါင်းဖွဲ့တွေကနေပြီးတော့တိုက်တာ တိုက်တဲ့ခါကျတော့အဲ့ဒီမှာရောက်ပေါင်း၄၀เนาะ၄၀အထိမသာပေါ်တော့တဲ့ ဆိုတော့40ကမသာပေါ်အောင်တော့မကလို့အမြတ်တွေရသေးတယ်နော်အဲ့ဒီအမြတ်တွေကပါလဲဆိုလို့ရှိရင်30နဲ့4ဦးလက်ရဖမ်းမိတယ်နော်လက်ရဖမ်းမိတယ်ဆိုတာအရှင်ဖမ်းမိတယ်နော်အရှင်ဖမ်းမိတယ်ပြီးလို့ရှိရင်တော့လက်နက်ခဲယံတွေကလည်းအမြောက်အများအဲ့ဒီမှာကျွန်တော်တို့ရရှိတယ်အတိပြတော့နော်ဒီဖက်မှာဒီဘုံဘောင်ဖတ်မှာဒီကေနဲ့ပူပေါင်းဖွဲ့တွေကတိုက်တယ်လို့နော်စကခ21ကိုဝင်ဖို့အတွက်6ခုရှိသေးတယ်လို့ပြောတယ်အဲ့ဒီကာဗင်6ခုရှိသေးတယ်ဆိုတော့အဲ့ဒီကာဂင်6ခုကိုသူတို့ဝင်တိုက်ရအောင်မှဖြစ်တယ်ဆိုတော့စကခ21ကိုရောက်ဖို့အတွက်နော်အဲ့ဒီမှာ စခန်းပေါင်းဟာဆိုလို့ရှိရင်60လောက်ကာထားတယ်လို့ပြောတယ်အခုလောလောဆယ်ကျွန်တော်တို့အဲ့ဒီပုံမှန်မျိုးကိုကာထားတာပေါ့နော်ကာထားတာနော်အဲ့ဒီမှာတိုင်တက်ဖွဲ့ပေါင်းနော်အဲ့ဒီမှာ 60ထိတော့မကထားတယ်အခု6ခုပဲကျတော့တယ်ဒီပြေတော့တော်တော်ကိုတင်ပိုက်ပြီးပြီနော်အဲ့ဒီပုံပေါ်ဖြစ်မှလဲဆိုတော့ခုကတာဖြစ်မှထည့်တယ်နော်ကတာဖြစ်မှကျွန်တော်တို့မြောက်ဦးလစ်လာတယ်အဲ့ဒါကစကိုင်းနေနော်စကိုင်းနေအင်းတော်မျိုးတွေမှာအဲ့လိုမျိုးအမ89ကနေပြီးတော့စစ်ကူလာပေးတယ်စစ်ကူလာပေးတဲ့ဟာကိုကြားပြီးတော့နော်အတုံယုံသေးတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကတင်းတိုင်တရေ6မှာဆိုလို့ရှိရင်တော့နော်ညောင်စင်ရွာနဲ့ရန်တောင်ရွာဆိုတဲ့ အဲ့ဒီနေရာမှာဆိုလို့ရှိရင်သူတို့တက်ဆွေထားတယ်တက်ဆွေထားတဲ့ကောဒီဖက်ကတော်လိုင်းအဖွဲ့တွေကအဲ့ဒီမှာတင်ရရှိတယ်နော်တင်ရရှိပြီးတော့အဲ့ဒါကိုနေပြီးတော့စက္ကဆက်ကိုနေပြီးတော့ပုံကျဲတာနော်ပုံကျဲတဲ့ခါကျတော့အဲ့ဒီမှာဆက် 3ယောက်နော်13ယောက်တရားအကြီးကြီးရရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကမာလာရဲ့လက်အောက်ခံကျွန်တော်တို့နာမည်ကြီးတယ်။အဲ့ဒါအင်အားကောင်းနေချီပြီးတော့တို့အင်အားပြရတယ်။တို့ပြည်သူစစ်ရဲ့အင်အားဘလောက်ရှိလဲလာရဲ့လာချက်အဲ့လိုမျိုးပုံစံမျိုးနဲ့နောက်ကောင်းနေကောင်းနေချီပြီးတော့တို့စစ်တနံပြီးတဲ့ဟာကိုတို့ကြောပြတာကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ဟိုဘက်မှာရှမ်းတောင်ဒီစီဆိုင်တို့ဘာတို့မှလည်းအဓိကတိုက်တာကျွန်တော်တို့ဒီ PNO နော် PNO PNA အဲပိုင်းအမျိုးသားအဖွဲ့ချုပ်နော်ပိုင်းအမျိုးသားအဖွဲ့ချုပ်ကနေပြီးတော့အဲ့ဒီမှာတိုက်တာဖြစ်တယ်။ဆိုတော့ဒီနေ့ ဒီတင်ကပါလဲဆိုလို့ရှိရင်တော့အဲ့ဒီက PNO မှာဆိုလို့ရှိရင်သူကပြသူစစ်အနေနဲ့သူထမ်းဆောင်တယ်အခုပူကြည့်ခွန်ဇော်ဆိုတဲ့လူကနော်အဲ့ဒါကသူကအဲ့ဒီကနေပြီးတော့သူပြန်မှပြောင်းသွားလဲဆိုလို့ရှိရင်စကားစားဖက်မှာသူစစ်တပ်ထက်မှဝင်သွားတယ်နော်စစ်တပ်ထက်ဝင်သွားပြီးတော့ပူကြည့်ဖြစ်သွားတယ်နော်ပူကြည့်ခွန်ဇော်နောက်ကွန်ဆိုလာဆိုလို့ရှိရင်ရခိုင်တိုက်ပွဲမှာဒီမှာမျိုးစားဖြစ်သွားပြီဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရတယ်ဆိုတော့အရင်တော့ပြသူစစ်နော် PNO ပြသူစစ်အဲ့ဒီကနေပြီးတော့စကားဆက်ကတော့ပြောင်းသွားတယ်ပြောင်းသွားတော့ဟုတ်ပါမှာရှေ့တန်းမှာသွားတယ်အဲ့ဒီမှာ ဒီရခိုင်ဘက်မှာရခိုင်ဘက်မှာရောက်တော့တိတဲ့အတိုင်းပဲပင်လယ်မှာဆိုလို့ရှိရင်တော့ငါးစာပေါ့ချောင်းလို့ပါတော့အရင်တော့ဒီကလန်တန်မြစ်မှာဒီဖက်ကဘလက်ဝါနေပြီးတော့ကလန်တန်မြစ်တလျှောက်ဈေးနဲ့အခါမှာကျွန်တော်တို့သိရနိုင်မယ်သင်္ဘောတွေနော်အဲ့ဒီမှာရောက်တထောင်ရောက်900ဆိုတာတော်တော်နာမည်ကြီးခဲ့တယ်နော်ဆိုတော့အဲ့ဒီမှာလည်းတော်တော်ကို နော်ပြောစာမဟုတ်ဘူးဒါတော့ငါစာငါငါတော့တော်ပြောမှာပဲနော်ဆိုတော့ဒီဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အခုသူကတော့မျောစာဖြစ်သွားတာပေါ့နော်ရှမ်းတောင်ကနေပြီးတော့ဟိုဖက်မှာရခိုင်ပြည်မှာသွားပြီးတော့မျောစာသွားပေးတယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကနောင်ချိုနော်နောင်ချိုမှာဆိုလို့ရှိရင်တော့ဘုံကျဲတာချီချီပဲနော်ချီချီပဲဆိုတော့ဒီမှာကလစ်စစ်တူအပါဝင်နောက်ပြည်သူ30နဲ့9ယောက်တည်ဆုံးသွားတယ်နော်ဆိုတော့အဲ့ဒီနောင်ချိုမှာအခုဒီစင်ရတနာဒီ variety စတင်တိုက်ကိုနေပြီးတော့ပုံချဲတယ်ဒီမှာလည်း9ရောက်သေးတယ်ပြသူ9ရောက်ဆိုတော့6လေးရောက်စုစုပေါင်း6လေးရောက်ဆိုတော့အဲ့ဒီ video file မှာမနေ့ကကျွန်တော်တင်တယ်เนาะကျွန်တော်ကျွန်တော်တင်တယ်အခုဒီ channel မှာပဲကျွန်တော်တင်တယ် ဒေတာနဲ့အဲ့ဒီမှာကျွန်တော်ပြောတဲ့အတိုင်းပဲเนาะအဲ့ဒီမှာသူကရုပ်ပြက်စင်ပြက်တွေအလောင်းတွေကအကြီးကြီးဟိုဖြစ်တဲ့ခါကျတော့အဲ့ဒီမျက်နှာတွေကိုကျွန်တော်တက်နေဆုံးဗလှပြီးတော့เนาะသူတို့လက်ခံနိုင်အောင်ထိကျွန်တော်စူးစမ်းပြီးတော့လုပ်ကြည့်တယ်เนาะလုပ်ကြည့်တယ်ဒါပေမဲ့ YouTube ကတော့လည်းမခံဘူး YouTube ကတော်တော်စကန်ကြည့်တယ်เนาะအဲ့ဒါဒီ community လို့ခေါ်တဲ့ကျွန်တော်တို့အတိုင်းအဝိုင်းတွေရှိတယ်အဲ့ဒီအတိုင်းအဝိုင်းတွေကိုနေပြီးတော့ထိတ်လန့်စရာတွေစိတ်မကောင်းစရာတွေတချို့လူတွေဆိုလို့ရှိရင်အဲ့ဒီဟာကိုမြင်ပြီးတော့နှလုံးအမောဖောက်ပြီးတော့အဲ့လိုမျိုးဖြစ်တာတော့ဘာလို့ဟာကိုလည်းကာကွယ်ပေးတဲ့ပုံစံမျိုး YouTube ကလုပ်ထားတာတွေ့တဲ့ခါကျတော့ ော့เนาะအဲ့ဒီဟာတွေကိုရုပ်ပြစင်းပြအရုပ်တွေကိုသူတို့ follow မရအောင်เนาะ follow မရဘူးဆိုတော့9မိနစ်ပဲကြာတယ်ကျွန်တော်ကိုဖြုတ်ချလိုက်တယ်အကုန်လုံး YouTube က automatic ကိုပိတ်လိုက်တာเนาะပိတ်လိုက်တာ ပြီးလို့ရှိရင်တော့ကျွန်တော်ကို warning ပေးတယ်နော် first warning ပေါ့ first warning နောက်တစ်ခါလို့လို့ရှိရင်တော့အဲ့ဒီ channel တစ်ခုလုံးကိုသူတို့ပိတ်သိမ်းလိုက်မယ်နော်ပိတ်သိမ်းလိုက်မယ်တန်ခတ်မယ်3လလောက်တန်ခတ်ကျွန်တော်အချိန်ချင်းခံဖို့ပါတယ်နော်အဲ့လိုမျိုး3လ4လအဲ့ဒီဟာတွေအများကြီးခံရတယ်ဆိုတော့ကျွန်တော်ကလည်းအာဘယ်လိုပြောမလဲပြည်သူလူထုတွေသိသိနဲ့မြင်သိနဲ့ဆိုတဲ့ဟာကိုပဲကျွန်တော်ကတစ်ခါတလေကြားလို့ရှိရင်တအားတင်ချင်းတယ်နော်တင်ချင်းတယ်သိတော့သိတယ်တင်ချင်းတယ်တင်ကြည့်တယ်နော်တင်ကြည့်တဲ့ကိုထင်တဲ့အတိုင်းပဲเนาะတိတ်တိတ်ကျန်တဲ့လောက်တာကိုကျွန်တော်တို့တွေ့ရတယ်เนาะဆိုတော့အဲ့ဒါ9မိနစ်ပဲကြာတယ် တချို့လူတွေမနေ့ကကျွန်တော်ပြောတဲ့သွားချစ်တဲ့လူတွေလည်းရှိပါမယ်နော်ရှိပါမယ်ဆိုတော့အဲ့ဒီမှာသွားချစ်လို့ရှိရင်အဲ့ဒီဗီဒီယိုမရှိတော့ဘူးနော်ကျွန်တော်တော်မှ5မိနစ်လောက်ပဲပြောင်းဝင်သွားတဲ့ခါကျတော့မရှိတော့ဘူးဆိုတော့သူကဝင်နေပေးထားတယ်ဝင်လို့တော့မရအောင်နော်ဒီခုံကိုဖြေရတယ်နော်ဖြေပြီးမှတခါပြန်လို့ဝင်ရတယ်ဆိုတော့တော်တော်ကိုထိသွားတယ်နော်အဲ့ဒီဗီဒီယိုတခုနဲ့ကျွန်တော်တော်တော်ထိသွားတယ်နော်သူတို့အခုဒီမှာရှိတဲ့ကျွန်တော်တို့ကိုအားပေးတဲ့လူတွေကလည်းကျွန်တော်တို့အဲ့ဒီဗီဒီယိုဖိုင်ကိုသွားချစ်လို့ရှိရင်တော့ကျွန်တော်တို့တွေ့ရမှာမဟုတ်ဘူးမနေ့ကအဲ့ဒါကလင်းတယ်လို့ကျွန်တော်ဖြေသွားတယ်နော်အဲ့ဒါတော့တကယ်ဟိုပါပေါ့ ီဒီယိုကကျန်းစာဆိုတော့အဲ့ဒါကိုကျွန်တော်တို့တင်လို့မရဘူးဖြစ်နေတယ်။ဒါပေမဲ့တကယ်တကယ်ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ Facebook Facebook ကတော့နည်းနည်းလေးတက်ပါတယ်နော်တက်ပါတယ်ဆိုတော့ Facebook ကလည်းတင်တဲ့လူကတော့ထိထိမှာပဲသူလည်းဝန်နေထိမှာပဲကျွန်တော်လည်းခဏခဏထိလာပဲဒီ Facebook မှာလည်းဝန်နေဆိုတော့ ဲ့ဒီလိုတင်တဲ့လူတွေရှိတယ်เนาะခက်တက်မှလည်းကျွန်တော်တို့တွေ့ရနိုင်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ Mooso ဆိုတဲ့ Facebook ရှိတယ်เนาะ page ရှိတယ်အဲ့ဒီ page မှာလည်းသူတင်ထားတယ်အဲ့ဒီ page ကတော်တော်ကိုဗီဒီယိုတွေကိုတကယ်အစစ်အမှန်တွေကိုသူတင်တာကျွန်တော်တို့တွေ့ရတယ်เนาะဆိုတော့အဲ့ဒီ Mooso မှာလည်းသွားကြည့်လို့ရတယ်ပြီးလို့ရှိရင်တော့ခက်တက်မှလည်းကျွန်တော်တို့သွားကြည့်လို့ရတယ်မြန်မာနောက်မှာလား AR ဒီမှာလားမသိဘူးအဲ့ဒီမှာလည်းကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့၃ခုလောက်တော့ကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့ဒီမှာသွားကြည့်လို့ရတယ်အဲ့တော့ဒီဗီဒီယိုဖိုင်ကတော့ကျွန်တော်ကတော့ delete အလုပ်ခံလိုက်ရတယ်နော် YouTube မှာဆိုတော့ဒါပေမဲ့ဒီ Facebook မှာတော့ရှိတယ်ဆိုတဲ့ဟာတော့ကျွန်တော်ပြောချင်တယ် ဆိုတော့ဒီနေ့မတ်လ16ရက်နေ့မှာတတိမီဒီယာနေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပါပဲကျွန်တော်ဒီ